မင်္ဂလာပါဒီကနေ့မှာတော့2019မှာထွက်ရှိထားတဲ့ Super Tardy ဆိုတဲ့ဇာတ်ကားလေးကို recap အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်စလန်ကတော့ဟီမန်ချက်မြင့်မာပြီးတော့တင်ချာရန်တော်ရေးပတနာကကောင်လေးအာနန်ကူမာနဲ့စတင်ထားပါရင်သူဟာပညာရေးဝန်ကြီးရန်ရှင်းရဲ့စုပေးပွဲမှာဆူယူနေခဲ့ပြီးတော့ဝန်ကြီးရဲ့မိန့်ခွန်းကိုလည်းတေချာနားထောင်နေခဲ့ပါရင်ဝန်ကြီးဟာဘလို့ခက်ခဲကိုရင်ဆိုင်နေရတဲ့အကြောင်းသားမစို့ အပိစီယာပကုံးတစ်ဖက်လုံနေခဲ့ရင်သူစီကိုလာနိုင်ကြောင်းမိန်ကုံးထဲမှာထည့်ပြောလိုက်ပါတယ်စူပွေးပွဲပြီးတဲ့အချိန်မှာတော့အာနန်ဟာသူ့ပေဗီလေးစူပရီယာစီကိုသွားပြီးတော့သူရလာတဲ့စုတစိတ်ကိုပြေးကြွားပါတယ်အာနန်ဟာတက္ကသိုလ်ကနေဘွဲရပြီးသွားတော့မှဘာနာရက်ဟိန်ဒူတက္ကသိုလ်ရဲ့စာကြည့်တိုက်ကိုသွားပြီးတော့နိုင်ငံခြားတင်ချဂျာနယ်တွေကပုတ်စာတွေကိုဖြည့်ရှင်းလေးရှိပါတယ်ဒီရက်မှာတော့ကျောင်းကလည်းမဟုတ်ဘဲနဲ့ဒီအိုဆာလာဖတ်နေတာကိုတီးသွားခဲ့တဲ့စာကြည့်တိုက်မှုဟာအာနန်ကိုလက်ဘူးလက်ကျက်ဖမ်းပြီးတော့ကျောင်းဝင်းကနေမောင်းထုတ်ဖို့လုပ်ပါတယ်အာနန်ကတော့သူပညာလူကျင်လို့ပညာရှာနေတာကို စာကြည့်လိုက်မှုဖြစ်တဲ့သူဟာသူ့ကိုဒီလိုလောက်ရကောင်းလားဆိုပြီးတော့ပြဿနာတောင်ပြန်ရှာသေးပြီမင်းသူကြောင်းမဟုတ်တဲ့ပြင်သူကိုယ်တိုင်ကအပြင်လူဖြစ်နေတာကြောင့်မောင်းထုတ်ခံလိုက်ရပါတယ်အာနန္ဒီယောစာကြည့်လိုက်ထဲကနေထွက်သွားဖို့လုပ်နေတော့ စာကြည့်လိုက်ကဝန်ထမ်းတယောက်ဟာအာနန်အနားကိုရောက်လာခဲ့ပြီးတော့တကယ်လို့အာနန်ကသာကျောင်းဝကလေးတွေအတွက်တင်ချဆောင်မရရေးပေးနိုင်မင်းဆိုရင်ဒီစာကြည့်လိုက်မှာစာလေးလာဖို့အတွက်ခွင့်ရရှိတယ်ဆိုပြီးတော့နီလန်ပေးလာခဲ့ပါတယ်။အိမေရောက်ချိန်မှာတော့အာနန်ဟာသူဖက်ဖူးတဲ့နိုင်ငံသားတင်ချဂျာနီတခုတွေကပုံစာတခုနဲ့ဆိုင်တဲ့ theory တစ်မျိုးကိုစဉ်းစားမိသွားတာကြောင့်သူ့ရဲ့အိန္ဒိယနေမှာချက်ချင်းပုံစာရဲ့ theory တကိုလိုက်ရေးပြီးတော့ကနန်း theory တခုကိုသူကိုယ်တိုင်ထုတ်ပြီးတော့ဆောင်းမဖြစ်အောင်ရေးလိုက်ပါတယ်။ဒီလိုနဲ့ပဲသူ့ရဲ့ဆောင်းမဟာ တင်ချာဌာနကနေတစဉ်အင်္ဂလန်နိုင်ငံကကမ်ဘရီတက္ကသိုလ်အထိပါပေါက်သွားခဲ့ပါရီအာနိုင်ရင်ဆောင်းမောင်းကိုသဘောကျလွန်းတာကြောင့်ကမ်ဘရီတက္ကသိုလ်ဟာသူ့ကိုလာတက်ဖို့အထိတောင်ကန့်လန့်ခဲ့တာပါဒီသတင်းဟာအာနန်တို့မိသားစုလေးအထွတ်ကတော့တီစုကြီးပေါက်တယ်လို့ကိုဝမ်းသာသွားတဲ့သတင်းမျိုးပဲဖြစ်ပါရီဒါကြောင့်မဲကမ်ဘရီကိုသွားနိုင်မှုအတွက်အာနန်ရဲ့သူ့ဖေတို့ဟာပညာရေးဝန်ကြီးရန်ရှင်းစီကိုအကူအညီတောင်းဖို့သွားခဲ့ကြပါတယ်။ဝန်ကြီးနဲ့စကားပြောတဲ့အချိန်မှာတော့ဝန်ကြီးဟာသူ့ရဲ့မိန့်ခွန်းပြောတော့ကားလိုမျိုး အခက်ခဲရှိရင်ကုညီပေးမဲ့ပခုံးတစ်ဖက်ဖြစ်ပေးရမယ့်စာအခက်ခဲဆိုတာကိုတော့မကြားချင်အောင်ဆောင်ပြီးတော့စကားလမ်းကြောင်းလွှဲပစ်တတ်တဲ့သူမျိုးဖြစ်နေကြတာပါ။စိတ်ပြတ်သွားကြတဲ့အာနန်တို့သားဖားလေးလက်ဗလာနေပဲအင်ကိုပြန်လာခဲ့ကြပါရဲ့။အာနန်ရဲ့အဖေကတော့သူ့သားလေးကောင်းစားဖို့အတွက်ဆိုပြီးတော့ငွေလိုက်ချေးခဲ့ပေးမယ်။ဘသူကမှသူ့ကိုယုံကြည်ပြီးတော့ချေးငါပေးတာမျိုးမရှိခဲ့ပါဘူး။တညမှာတော့အာနန်အဖေကြီးဟာယူဒီရဲ့နှလုံးဖောက်ပြီးတော့မိလေသွားပါရဲ့။အာနန်နဲ့သူ့ရဲ့ကိုကြီးတို့ဟာအဖေဖြစ်သူကိုစွိမ့်မော့တင်ပြီးတော့စေယုံစီကိုခေါ်သွားခဲ့ပေးမယ်လေ။ လန်တော့မှာစပိန်ကပြတ်ကျသွားတာမို့လို့သူတို့အဖေရဲ့အသက်ကိုမကင်တင်လိုက်နိုင်ခဲ့ကြပါဘူးဒီလိုနဲ့ပဲမိသားစုတော်ဝင်တစ်စိတ်တစ်ပိုင်းဟာအာနန်ရဲ့ပခုံးမော်ကိုချက်ရောက်လာခဲ့ပါတယ်အခုဆိုရင်အာနန်ဟာသူ့ကိုကမ်းလန်းထားတဲ့ကမ်ဘရီတက္ကသိုလ်ကကမ်းလန်းစာနေတောင်မုတ်ထုတ်ပြီးတော့ရောင်းနေရတဲ့အခြေအနေထိဖြစ်သွားခဲ့ပြီးတော့သူ့အတွက်အိမ်မက်တီကတကယ့်ကိုဈေးကြီးသွားခဲ့ရပါတယ်ညော်မှန်းမှုမလွယ်တော့တဲ့အခြေအနေထိရောက်သွားခဲ့ရတာပေါ့တရက်မှာအာနန်မုတ်ပတ်ရောင်းနေတော့ကားတစ်စီးနဲ့တိုက်မိသွားခဲ့ပါတယ်ဖြစ်ချင်တော့သူတိုက်မိတဲ့ကားရဲ့ပိုင်ရှင်ဟာလိုင်လန်စင်းဆိုတဲ့ပညာရေးလုပ်ငန်းရှင်တူဖြစ်နေတာကြောင့် အဲ့လူဟာအာနန်ကိုတင်းချာပညာရှင်ဆိုတာချက်ချင်းမှတ်မိတော့ပါရင်ဒါကြောင့်လိုင်လန်ဟာအာနန်ကိုသူ့ရဲ့အိမ်စီအလေလိုက်ခဲ့ဖို့ဖိတ်ခေါ်ရင်းနဲ့တခါရင်မထူးပါဘူးဆိုပြီးတော့ကားပေါ်တင်းချသွားပါရင်လိုင်လန်အိမ်ကိုရောက်တော့အာနန်ဟာအဲခဲမှာချိတ်ထားတဲ့ IID အဆောက်အဦပကြီးကားကိုသဘောကျသွားခဲ့ပါရင်အာနန်ပကြီးကိုစိုက်ကြည့်နေတဲ့အချိန်မှာပဲလိုင်လန်ပြန်ရောက်လာခဲ့ပြီးတော့အာနန်ကြည့်နေတဲ့ပကြီးတွေကကြောင်းမူတက်ရဖို့အတွက်နဲ့လူကုန်နယ်မိသားစုတွေပက်ဆန်သိမ်းချီကုန်ကြခံကြတာကိုသိလာဆိုပြီးတော့မိလိုက်ပါရင်ဆက်ပြီးတော့လေ IID ဆိုတဲ့အကြောင်းရင်းအခမ်းအနားပုံနဲ့ IIT မှာတက်ရောက်ဖို့အတွက်ကျောင်းသားတိုင်းရဲ့အိမ်မက်တစ်ခုလိုဖြစ်နေတယ်ဆိုတော့ကိုပါလိုင်လန်ကပြောလိုက်သေးတာပါအိမ်နောက်မှာတော့လိုင်လန်ဟာအာနန်ကိုသူ့ရဲ့တင်နန်းမှာဆရာဝန်လုပ်ပေးဖို့အတွက်အခကျင်းွေတချို့ပေးပြီးတော့ကမ်းလှမ်းခဲ့တာကြောင့်အာနန်လည်းဆက်လုပ်ကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်လိုင်လန်ရဲ့တင်နန်းကျောင်းဟာလူကုန်တန်ရဲ့သားသမီးတွေကိုပြင့်မှတ်ထားပြီးတော့ IIT ကိုလွယ်လွယ်ဝင်ခွင့်ရဖို့အတွက်ဦးစားပေးထားတဲ့တင်နန်းကျောင်းဆိုရင်လည်းမမှားပါဘူးအာနန်ဆာလာတင်တဲ့အချိန်မှာတော့ကမ်ဘရီကတော့ကမ်းလှမ်းလိုက်တဲ့သူ့ရဲ့အရေးချင်းတွေဟာဂျပန်ပြန်ပြီးတော့ပေါ်လာခဲ့ပြီးတော့မိဘတွေကိုယ်တိုင်ကပါသူတို့သားသမီးတွေကို အာနန်နဲ့အဘရဲဆိုတဲ့အထိဖြစ်ကုန်ကြပါရဲ့ငဂိုရီယားမှာတင်ချာပါရမီရှင်လုံးနဲ့အာနန်ကိုလိုင်လံကလေးသူ့ရဲ့တင်နန်းမှာငားလိုက်တဲ့အပြင်အာနန်ရဲ့ဂုံတရင်ကြောင့်တင်နန်းလာတဲ့သူတွေများပြားလာတဲ့အတွက်ကြောင့်လေလိုင်လံကတော့အပျော်ကြီးပျော်နေပြီဖြစ်ပါရဲ့တစ်ဖက်မှာအာနန်ကလေလွန်ခဲ့တဲ့နှစ်တည်းမှာပီဆုံဆုံနဲ့မုတ်လိုက်ရောင်းနေရတဲ့လောက်အခုဆိုရင်စာတင်ပေးတဲ့အခကြီးငွေတွေနဲ့လူလဲတော်တော်ပြောင်ပြောင်ဖြစ်လာပြီးပြီသူ့ဘီဘီလေးဆူပရီယာရဲ့အဖေကတော့ကောင်းကြီးတွေပါပြီးကုန်တဲ့အချိန်ဒီထိရောက်သွားခဲ့ပါရင်ငွေရမျက်နှာလိုက်သွားတာပဲပေါ့တရက်အာနန်အင်ကိုပြန်လာခဲ့တဲ့အချိန်မှာ သူစီလာရီသုံးမိန်းသမားရဲ့သားစာရန်တော်ချောင်းနဲ့စာအုပ်လေးဈေးဝင်ဇာလုံးချောင်းပြောလာတာကြောင့်အာနန်လေးဆက်စုပြီးတော့အဲ့ဒါဆိုဘာလို့မင်းရဲ့သားကိုကြောင်းပြီးအောင်မထားရတာလဲလို့မေးလိုက်ပါရီသုံးမိန်းသမားကတော့ကြောင်းစီကကြီးလွန်းတာကြောင့်ရင်သူတို့မိသားစုကမထောက်ပံ့ပေးနိုင်တာကြောင့်ရို့ကြောင့်မထားရတာလို့ပြန်ဖြေခဲ့ပြီးတော့ဇက်တော်တခုတွေကဂရုကြီးအာဇနာဟာသူတပည့်ထံတခြားចောင်းသားတယောက်ကလက်ဆောင်ပို့ထက်နေတာကိုတွေ့ရဆိုတဲ့အကြောင်းနဲ့ဆက်ဆက်ပြီးတော့ပြောပြပါရီဂရုကြီးကလက်ဆောင်ပို့ထက်နေတဲ့တပည့်ရဲ့ကိုယ်လက်ချောင်းကိုပြန်ဖြတ်ခိုင်းပြီးတော့ သူတို့ဘေးကိုပဲအတော်ဆုံးဖြစ်အောင်လုပ်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။အဲ့လိုပဲဒီလောကမှာလည်းတတိယသားတွေကတော့တတိယဆက်ဖြစ်မှဖြစ်ပြီးတော့သုံးမင်းသမားရဲ့သားကတော့သုံးမင်းသမားဖြစ်မလာရင်တော့ကံကောင်းနေပြီလို့ပြောလို့ရတဲ့အချိန်ပါပဲလို့သုံးမင်းသမားကပြောလာခဲ့ပါတယ်။သုံးမင်းမောင်နေသူစီကကြားလိုက်ရတဲ့ဇကားတွေဟာအာနန်ရဲ့အတိတ်ကိုတူးဆွတယ်လို့ဖြစ်သွားခဲ့ပါတယ်။သူငငယ်တုန်းကလည်းသူ့ရဲ့အဖေကကင်မရာပို့ပေးဖို့အတွက်ငွေလိုက်ရှာရင်းနဲ့ဘာမှမဖြစ်လာခဲ့တဲ့အတိတ်ကိုတတိယသားတွေအာနန်ဟာနွမ်းပါးတဲ့ကလေးတွေအတွက်အခမဲ့တန်တန်းချောင်းတစ်ခုကိုဖွင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့် သူ့ကိုတယောက်ရဲ့အကူအညီနဲ့အာနာဟာသူ့ပစ္စည်းတော်တော်များများကိုရောင်းပစ်ခဲ့ပြီးတော့စူပါ30ဆိုတဲ့အခမဲ့တင်တန်းကိုဖွင့်ဖို့လုပ်ခဲ့ပါတယ်။စူပါ30ဆိုတဲ့အထိပ္ပယ်ကတော့သူ့ရဲ့တင်တန်းဟာသူ့ရဲ့ဆန်နှုန်းနဲ့ကန့်ညီပြီးတော့ကြိုးစားတဲ့ကလေးအယောက်30ကိုပဲစာတင်ပေးမှဖြစ်တယ်ဆိုတဲ့အထိပ္ပယ်ရှိနေတာပါ။ဒါကြောင့်အာနန်ရဲ့စာတင်စီရင်ကြတဲ့ကလေးတွေရဲ့မိဘတွေဟာအာနန်ရဲ့တင်နန်းကိုပို့ဖို့လှုပ်ကြတာကြောင့်လူရောက်ထောင်ကျော်တောင်ရောက်လာခဲ့ကြပြီးမြေအယောက်30တာရွေးချယ်ခြင်းခံခဲ့ရပါတယ်။အဲဒီတဲ့င်းဟာတစ်ဖက်ကလိုင်ယန်ရဲ့တင်နန်းကို ဒေဝါလီခံရတော့မယ့်အထိဂျုံဂျုံကြသွားလိမ့်မယ်လို့ထင်ထားစေခဲ့မှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းလိုင်လံချောင်းကကလေးဟာအာနံမအာနံဖြစ်နေခဲ့ပြီးတော့သူနဲ့မှမဟုတ်ရင်စာမတင်ဘူးဆိုတဲ့အထိပါဖြစ်သွားကုန်ကြတာပါ။ဒေဗီလီစူပရီယာကလည်းစာတီးစပြလာခဲ့ပါရင်အလုတ်ကောင်းရနေတဲ့အချိန်မှာဘာစိတ်ကူးပေါ့လို့ပေါ့မန်းမသိပဲအလကားစတင်ပေးဖို့လုပ်နေတဲ့အာနန်းကိုနားမလည်နိုင်လုံးတာကြောင့်တခြားဘောစီတကောင်တွေတွဲပြစ်လိုက်ပြီးတော့အာနန်းကိုပေါ်တင်ဖျက်လိုက်ပါရင်အာနန်းကတော့တခြားဟာဒီထက်သူတင်ရမယ့်အယောက်30ကိုပဲပို့ပြီးတော့ရင်ခုန်နေပြီဖြစ်ပါရင် တင်တန်းရဲ့ပထမဆုံးနေ့မှာတော့လိုင်လန်ဟာယူရီရဲ့ဆိုသလိုပဲအာနန်စီကိုရောက်လာခဲ့ပြီးတော့သူရဲ့တင်တန်းမှာလာပြန်တင်ပေးဖို့နားချပါတယ်ပြီးတော့လည်းအာနန်တင်တန်းကကလေးတွေကိုပါဒီအုပ်စုတွေကဘသူကများ IIT ဝင်ခွင့်ရကြမလဲဆိုပြီးတော့ပြောလိုက်တာကြောင့်ကလေးတွေခင်ဗျာလန့်ပြီးတော့ခေါင်းတော်မဖို့ရဲတော့ပါဘူးလိုင်လန်ပြန်သွားတဲ့အချိန်မှာတော့အာနန်ဟာသူရဲ့တပည့်တွေကိုကြောက်မနေဘူးနဲ့မင်းတို့စူးစမ်းရင်စူးစမ်းသလောက်မင်းတို့ရဲ့နာကက်ဟာပြောင်းလဲသွားနိုင်တယ်ဆိုပြီးတော့အားထည့်ပေးလိုက်ပါတယ်။လိုင်လန်ကတော့ကြောင်းရောက်တဲ့အချိန်မှာတခြားဆရာဆရာမတွေနဲ့တန်းပြီးတော့ကြောင်းကိစ္စဆွေးနွေးဖို့စီဝေးထိုင်လိုက်ရပါတယ်။ လိုင်လန်ကတော့ကြောင်ရောက်တဲ့အချိန်မှာတခြားဆရာဆရာမတွေနဲ့တန်းပြီးတော့ကြောင်ကိစ္စဆွေးနွေးဖို့စီဝီထိုင်လိုက်ရပါတယ်။ကြောင်ကဂလီဒီယာအာနန်မတင်ရင်ထွက်မယ်တကယ်ကလုံနေကြတာကြောင့်ပညာရေးနယ်ပယ်ကမာဖီးယားတယောက်အနေနဲ့သူ့ပတ်စံအိတ်ဒီကိုလက်လွတ်မခံချင်နေပါဘူး။ဒါကြောင့်အာနန်ကိုချိန်ချောက်တတိပေးဖို့လိုင်လန်တယောက်လူမိုက်ပါငှားပါတော့တယ်။ပထမတစ်ချိန်လူမိုက်ခေါင်းဆောင်ဟာသူအခုစာတင်နေတဲ့နေရာကိုဖယ်ပေးရင်ဖယ်ပေးမဖယ်ပေးရင်ကြားသိငွေထက်ပိုကောက်မယ်လို့ပြောလိုက်ပါတယ်။အာနန်ကတော့ဂယုတချက်မဆိုင်ဘဲနဲ့သူလို့ဆရာရှိတာတွေကိုတန်းစီပြီးတော့လုပ်ခဲ့ပါတယ်။ဒါကြောင့်လိုင်လန်ရဲ့ပထမအကြံဟာ တဲတဲ့ရည်သွန်ဖြစ်သွားခဲ့ပါပြီဒီလိုနဲ့ပဲစကားနဲ့ပြောမရတဲ့အာနန်ကိုလိုင်လန်ဟာတိုက်ခိုက်ဖို့တိလို့ပါတယ်ဒါကြောင့်အာနန်ចောင်းစီကိုသွားပြီးတော့ចောင်းဆောင်ကမီးရီကိုဖျက်ချခိုင်းပါတယ်အာနန်နဲ့သူ့ရဲ့တပည့်တွေလည်းအပူပလန်တစ်ခုကြောင့်မီးရီပြန်လောင်လုပ်ပြီးတော့မီးလာတဲ့အချိန်ထိစာတင်ခဲ့ကြတာကြောင့်ဒီတစ်ခါလေးပဲလိုင်လန်ရဲ့အစီအစဉ်ကလုံးဝဖြစ်ခဲ့ပြန်ပါဘူးတတိယအနေနဲ့လိုင်လန်ဟာအာနန်ចောင်းကိုကောလာဟလာကြီးလွှင့်ပြီးတော့သူ့အိမ်သားမှလူစုခိုင်းခဲ့တာပါပဲလူတွေကလည်းအာနန်ကိုတတိယအနေနဲ့ပတ်သက်ပြီးတော့မီးလာတဲ့အချိန်မှာတော့အာနန်ကကောင်းကောင်းမွန်မွန်နဲ့ကြိုးចောင်းတင့်စွာပြောပြခဲ့တာကြောင့် လူတွေလည်းအထင်မလွဲတော့ဘဲအေးအေးဆေးဆေးဖြစ်သွားကြပါတယ်ဒီလိုနဲ့လိုင်လင်ရဲ့တတိယအစီအစဉ်ကြီးကလည်းမအောင်မြင်သွားခဲ့ပြန်ပါဘူးအာနိုင်ရဲ့ဆရာထက်တန်မှုနဲ့သူတပည့်တွေကိုကာကွယ်ခြင်းနဲ့ဆရာတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်တပတ်မှလည်းပတ်စံဒီဟာတဖြည်းဖြည်းကုန်လာတာကြောင့်တင်နန်းကကလေးတွေကိုတော့ဘာကျွေးရမှန်းမသိဖြစ်တဲ့အထိရောက်နေရပါပြီမတန်းနိုင်တော့တဲ့အစိုးမှာအာနန်ဟာလိုင်လန်ရဲ့တင်နန်းကိုပြန်သွားခဲ့ရပြီးတော့နောက်ထပ်၃လထက်အလုပ်လုပ်ဖို့အတွက်ပြောခဲ့ရပါတယ်ဒါပေမဲ့လိုင်လန်ကအာနန်ကိုလက်မလွတ်ချင်တဲ့သူဖြစ်နေတာကြောင့်သူ့ចောင်းသားတွေနဲ့ အာနန်ចောင်းသားတွေကိုပြိုင်ပွဲတစ်ခုပြိုင်စီပြီးတော့အာနန်သာရှုံးခဲ့မယ်ဆိုရင်အာနန်ဦးစားပေးနေတဲ့အခမဲ့စာတင်ចောင်းကြီးကိုပိတ်ပေးရမယ်လို့ကန်လန်းလာခဲ့ပါတယ်။ငွေလိုနေတဲ့အာနန်ခမရလေးလိုင်ရန်ရဲ့ကန်လန်းချက်ကိုမငင်းတာကြောင့်လက်ခံခဲ့ရပါတယ်။မျက်မြင်သက်တဲ့အနေနဲ့စူပရီယာရဲ့ခင်မွန်လောင်စေးရေးစီမှာနှစ်ဦးသဘောတူစာချုပ်တစ်ခုကိုလည်းလိုင်လန်ကလုတ်ခဲ့ပါသေးတယ်။ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်လာခဲ့ပါတယ်။ပြိုင်ပွဲမှာတော့တွေးကြုံများတဲ့လိုင်လန်ចောင်းကကလေးတွေဟာ အာနန်တို့ကိုနိုင်သွားခဲ့တာကြောင့်အာနန်ဟာချောင်းကိုပိတ်ပေးရတော့မှပဲဖြစ်ပါတယ်။ဒါကြောင့်အာနန်နဲ့လိုင်လန်တို့ရဲ့သဘောတူစာချုပ်ကိုရှာပြီးတော့လူသိရှင်ကြားကြေညာဖို့လှုပ်ချိန်မှာတော့စာချုပ်ဟာပျောက်နေခဲ့ပါတယ်။တကယ်တော့ဆူပရီယာဟာသူ့ရဲ့ခင်မလောင်းစီကနေအာနန်တို့ရဲ့သဘောတူစာချုပ်ကိုခိုးထားခဲ့ပြီးတော့ဂျန်နယ်လီတယောက်ကိုပါစာချုပ်အကြောင်းမေးပြီးဖို့ပြိုင်ပွဲကိုခေါ်ထားခဲ့ပါသေးတယ်။ပြိုင်ပွဲနေရာကြီးမှာစာချုပ်ကိုရှာမတွေ့တော့တဲ့လိုင်လန်လည်းခေါင်းကိုက်နေပါပြီ။ဒီအခြေအနေကိုတခါတည်းခွင့်ရေးယူလိုက်ပြီးတော့သူစာချုပ်ရှိမှန်မသိခဲ့ပါဘူးဆိုပြီးအာနန်ကပါပြောလိုက်တာကြောင့် ကြောင်းမရမဲ့ခွင့်ကြီးကနေလွတ်သွားခဲ့ရပါတယ်။အာနန္ဒယောသူ့ကလေးတွေဘာလို့ဒီမီကိုနီကိုမဖြစ်နိုင်ခဲ့ရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့အယမ်းသိချင်နေခဲ့ပါတယ်။ဒါကြောင့်ကြောင်းကိုရောက်ရောက်ချင်းမေးရမှာတော့အာနန္ဒကလေးရာရှင်ပြီးတော့ပြန်ရတဲ့အခါမှာချမ်းသာတဲ့အရှင်တွေကိုကြောက်ပြီးတော့ဘာမှဖြစ်မရခဲ့တော့မှန်းသဘောပေါက်ခဲ့ရပါတယ်။နောက်တနေ့အာနန္ဒနဲ့သူ့ရဲ့တပည့်တွေဟာစားတော့ဆိုင်တစ်ခုမှသွားစားနေရင်းအာနန္ဒကဆိုင်ရှင်ကိုဒီဆိုင်ဟာနောက်တနေ့အတွင်းဒီဝါလီခံရမယ်လို့ပြောလိုက်တာကြောင့်ဆိုင်ရှင်ကဘာထောက်ထားနဲ့ပြောလဲဆိုပြီးတော့သိချင်သွားပါတယ်။အာနန္ဒလိုတင်ချပညာရှင်အတွက်က ဒီလိုကိစ္စလေးကိုတွက်ချက်ပြလိုက်ပြီးတော့စားတော့ဆိုင်ပိုင်ရှင်ကိုတက်တည်ပြလိုက်တဲ့အချိန်မှာတော့ဆိုင်ပိုင်ရှင်လည်းဖင်ပူသွားပါပြီ။သူဆိုင်ဒီဝါလီခံရမှာကိုကြောက်ကြောက်လန့်လန့်နဲ့အာနန်းစီကိုကူညီတောင်းရပါတယ်။အာနန်းကလည်းခွန်ကြီးကိုလက်လွတ်မခံမဲသူ့ရဲ့တပည့်တွေအတွက်ထမင်းကျွေးမယ်ဆိုရင်သူဖြည့်ရှင်းပေးမယ်ဆိုပြီးတော့ကမ်းလန်းလာတာကြောင့်စားတော့ဆိုင်ပိုင်ရှင်လည်းလက်ခံလိုက်ရပါတယ်။တစ်ဖက်ကလိုင်လန်လည်းပညာရေးဝန်ကြီးရဲ့စင့်ခုံမှုကိုခံနေရပြီးတော့ပညာရေးဈေးကွက်ကိုဖျက်ဆီးနေတဲ့အာနန်းလိုလူကိုတုတ်တင်မှု အမိန်ပေးခြင်းကိုပါခံလိုက်ရပါတယ်။ဒါကြောင့်လူတချို့ငါပြီးတော့အာနန်ကိုလှုပ်ချံမှုထီစီစဉ်ပါတယ်။ဒီတင်းကြကြချင်းမှာအာနန်ရဲ့အကိုဟာရေရီစီကိုသွားတိုင်ခဲ့ပြီးမြေရီဘက်ကမလှုပ်တာကြောင့်သူကိုယ်တိုင်လှုပ်ရှားဖို့ပဲစီစဉ်ရပါတယ်။အဲဒီအချိန်လေးမှာပဲအာနန်ဟာလူနီယောက်ရဲ့တနက်နေ့ပြစ်ခြင်းကိုခံလိုက်ရပြီးတော့ယထာလန်ဘေးမှာပြုတ်ကျသွားခဲ့ရပါပြီ။အသက်ပြင်းပြီးတော့တနက်နေ့ပြစ်တာတော့မသိသေးတဲ့သူကိုဟိုလူနီယောက်ဟာယထာနဲ့တိုက်အောင်လှုပ်ခဲ့ပြီးမြေအာနန်ရဲ့ကိုကအချိန်မီရောက်လာခဲ့တာကြောင့် အာနန်တယောက်အသက်ဘီကနေလုခဲ့ရပြန်ပါတယ်အဲ့ဒီသတင်းကိုတီးလိုက်ရတဲ့လိုင်လန့်ဟာစိတ်ပူသွားခဲ့ပြီးတော့အာနန်ကိုသူ့အိမ်နဲ့တင်တန်းတို့မှာထပ်သက်ဖို့အတွက်တခြားလူတွေကိုခိုင်းခဲ့ပါတယ်ဒါအပြင်လည်းစေယုံမှာမှာအခွင့်အရေးရရင်ရတယ်လို့ယူပြီးတော့တတ်ဖို့လည်းခိုင်းထားပါသေးတယ်ကံကောင်းခြင်းတော့အာနန်เจ้าကကလေးတယောက်ဟာဒီသတင်းကိုကြားသွားတာကြောင့်ချက်ချင်းအာနန်ကိုနဲ့တင်တန်းစီကိုပြေးပြီးတော့အကြောင်းစုံပြောပြလိုက်ပါတယ် အာနန်စီယုံကိုရောက်နေတဲ့အချိန်မှာတော့ဒါကိုမြင်နေရတဲ့တာဝန်ကျဆီယောင်ဟာလူနာကေအိုးတဲ့အရင်မကြီးတဲ့ဖောင်တစ်ခုကိုဖြည့်ခိုင်းပြီးတော့အာနန်ကိုကိုအချိန်ဆွဲနေခဲ့ပါတယ်။ဗီဒီယိုတွေကပါဒီချိန်လေးကိုဝင်ပြောတော့မှမတက်တာတော့ပဲအာနန်ကိုကေအိုးပြင်ဆင်ခဲ့ပါတယ်။တစ်ဖက်ကအာနန်ကျောင်းတဲ့အိမ်ကိုလည်းလိုင်လန်လူတွေကဖျက်ဆီးဖို့စီစဉ်ခဲ့ကြပြီးမင်းကျောင်းသားကျောင်းသူတွေရဲ့စီလုံးမှုနဲ့လန်နဒီအကျိုးတင်ပြင်ဆင်ထားမှုတွေကြောင့်သူတို့ပဲအေးနေပြီးတော့ပြန်ပြေးလာခဲ့ရပါတယ်။ဒီလိုနဲ့ IID ဝင်ခွင့်ဆောင်ပွဲနေ့ကိုရောက်လာခဲ့ပါပြီ။အခက်အခဲတွေကြားရတဲ့အာနန်ရဲ့ကလေးအယောက်30ဟာ ဆောင်မွေးကိုတခြားចောင်းသားတွေထောင်ထဲချီဖြည့်ခဲ့ပြီးចောင်းဝင်ခွင့်ကိုရောက်အောင်ကြိုးစားခဲ့ကြပါတယ်။တနည်းရအောင်စင်းထွက်မဲ့အချိန်ကိုရောက်လာတဲ့အချိန်မှာတော့အာနန်ဟာရင်ခုန်စွာနဲ့အောင်စင်းကိုစောင့်စားနေတဲ့အချိန်မှာအာနန်ကိုရောက်လာခဲ့ပြီးတော့သူရဲ့စူပါ30စလုံးတန်းလုံးကျွအောင်သွားကြပြီဖြစ်ကြောင်းပြောလိုက်တာကြောင့်ဝမ်းသာလွန်းလို့မျက်ရည်စွပြီးတော့အာနန်တယောက်သူ့ရဲ့တပည့်တွေနဲ့အတူအပျော်ကြီးပျော်ခဲ့ရပါတယ်။ဒါကြောင့်ပတ်စံရှိရှိမရှိရှိစူးစမ်းခြင်းစိမ့်နဲ့ပါရမီတာပါလာခဲ့ရင်အိမ်မက်တွေကလည်း အလိုက်ထိုက်ဖြစ်သွားမယ့်အကြောင်းကိုအာနန်ကပြသခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်မှုကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။အချိန်ပေးပြီးတော့အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်တွေရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနေတကွာရှင်မြမပြည်သားများအားလုံးကျန်းမာဘေးကင်းကြပါစီခင်ဗျာ။